မီဒီယာနဲ့အလူတန်းကိုဗန်းပြပြီးအတုံးချနေဖြူဖြူထွေးရဲ့လောက်ရက်ကိုဖော်ထုတ်လိုက်တဲ့ပြည်ဟင်းတီဟောက်ပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မီဒီယာတွေကိုခေါ်ပြီးတော့အလူတန်းတွေလုပ်ပြီးအတုံးချနေရဲ့ဖြူဖြူထွေးရဲ့အကြောင်းကိုလူတွေသိအောင်ဖွင့်ချပြခဲ့သူကတော့ဒါရိုက်တာပြည်ဟင်းတီဟောက်ပါ အားလုံးသိကြတဲ့အတိုင်ဒါရိုက်တာပြည်ဟင်းတီဟာဆိုတာမြန်မာနိုင်ငံမှာဒါရိုက်တာလုပ်ခဲ့သူဖြစ်ပြီးတော့အခုလက်ရှိအမေရိကန်နိုင်ငံကိုရောက်သွားချိန်မှာတော့မြန်မာနိုင်ငံကအနုပညာရှင်တွေဆယ်လီတွေအကြောင်းကိုဖော်ကောင်လုပ်နေရဖြစ်ပါတယ်အခုအခါမှာတော့ဒါရိုက်တာပြည်ဟင်းတီဟာကဖြူဖြူထွေးရဲ့ကြောက်စရာလုံရက်တွေနဲ့စိတ်ထားတွေကိုဖော်ကောင်လုပ်လိုက်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့ဖြူဖြူထွေးရဲ့အကြောင်းကတော်တော်လေးကိုလူပြောများနေရဖြစ်ပါတယ်။ အထူးသဖြင့်နောက် Facebook ဆယ်လီဖြူဖြူတွင်းဟာမြန်မာနိုင်ငံမှာအင်အားကြီးငလင်ပြီးကြောက်သွားချိန်မှာအ धिक ဥဆောင်လှူဒန်းနေသူတဦးဖြစ်ပါတယ်။ဖြူဖြူတွင်းကငလင်ပြီးစားဖြစ်ဖြစ်ချင်းကလေးကငလင်ပြီးတင်ဒေတာတွေကိုတွားရောက်လှူဒန်းနေရပါတကယ်တော့ဖြူဖြူတွေးဟာငလင်ပေးတင်မကပါဘူးဒီကနေ့ကရေပေးနဲ့အတူဒီမတိုင်ခင်မှာလဲမရှိစင်းရဲသားတွေကိုအလူတန်းပေးနေပါတယ်ဒါမဲ့လည်းဖြူဖြူတွေးကသူမလူတန်းတဲ့လောက်သူမရဲ့အပြုတ်မှုနဲ့ဝေဖန်ခံနေရပါတယ် ဖြစ်ဖြစ်တွေးရဘဲအလူမှမစိုးကင်မရာတကားကနဲ့သူမရဲ့အလူတွေကိုမှတ်တမ်းတင်လေးရှိပါတယ်ပြည်ပြတွေးကပြည်ခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လေငလင်ဘေးကြောင့်ပြိုကျပျက်စီးပြီးတော့ကလေးငယ်လေး၁၄ယောက်အသက်ဆုံးရှုံးသွားခဲ့ရတယ်။ကျောက်ဆယ်မျိုးက Bright Gate အမှုချုပ်ကြောင့်ကကလေးမိဘတွေကိုတွားရောက်လူတန်းခဲ့သေးတာဖြစ်ပါတယ်။ပြည်ပြတွေးဟာကလေးအသက်ဆုံးရှုံးသွားခဲ့ရတဲ့အကြံရည်သူမိဘတွေကိုတယောက်ကို၅သိန်းစီနဲ့ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ဖြူဖြူတွင်းဟာကလေးဆုံးရှုံးထားရတဲ့မိဘတွေကိုကင်မရာတကားကနဲ့အတင်းမေးမြန်းပြီးတော့သားသမီးစောနဲ့ပူဆွေးတော်ကရောက်နေတဲ့ကလေးရဲ့မိဘတွေကိုသူမရဲ့အောင်မြင်မှုကြောင့်အတုံးချတယ်လို့ဖြစ်သွားခဲ့တာကတော့အမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအခုတစ်ခါမှတော့ပရိသတ်တွေကဖြူဖြူတွင်းကိုပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။ဒါကြောင့်ဒါရိုက်တာပြည်ဟင်းတီဟာကလူတွေမသိနိုင်တဲ့ဖြူဖြူတွင်းရဲ့အကျဉ်းစရိုက်တွေကိုပြောပြလာခဲ့တာဖြစ်ပါတယ်။ဒါရိုက်တာပြင်းတီယာကဖြူဖြူထွေးဟာចောင်းកဝဲတကူမှာကျွန်းထိုးဝင်ရောက်လာပြီးရဲ့နောက် နာမည်ကြီးလာပြီးတော့အနုပညာလောကမှာဆယ်လီလောက ရောက်လာချိန်မှာတော်တော်လေးကိုမောက်မာတယ်လို့သိရပါဗျ။အထူးသဖြင့်တော့ပြပြထွေးကဝိုင်းရင်အနုပညာရှင်ကြီးတွေကိုဒဇက်လေးမှမလေးစားဘူးလို့လည်းပြောခဲ့ရပါ။ဒါအပြင်ပြပြထွေးကအနုပညာသမားစစ်စစ်တွေကိုရိုသေလေးစားရကောင်းမှမသိရကြောင်းအနုပညာလောကသမားတွေကပြပြထွေးနဲ့ဆိုရင်ရုပ်ရှင်အတူမရိုက်ကူးခြင်းပဲနဲ့ခက်ခွက်ခွာထားခဲ့ကြတာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုဒါရိုက်တာပြည်ဟင်းတရားကပြောပြလာခဲ့ရပါဗျ။ ီလိုမျိုးအမှုပညာလောကကဖဲချင်းဆွန့်ပစ်တာခံထားရတာကြောင့်ဖြစ်ဖြစ်တွေကရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးရပဲဖြစ်နေပါတယ်။ဒါကြောင့်လည်းဖြစ်ဖြစ်တွေဟာဆင်းရဲနှံပါတဲ့ဝါရင်အမှုပညာရှင်ကြီးတွေကိုအသုံးချပြီးတော့အလူတန်လောက်ကပရိသတ်တွေရဲ့အားပေးမှုတွေကိုအသုံးချတာဖြစ်တယ်လို့ဒါရိုက်တာပြည်ဟင်းတီဟာက ရှင်းပြခဲ့ပါတယ်။ဒါပြဖြစ်ဖြစ်ထွေးကသူမရဲ့ပုံရိပ်အတွက်အခုလိုမျိုးငလင်ပေးရေပေးမှာကင်မရာတကားကနဲ့အလူတန်းပြပြီးတော့သူမကိုပြိသက်တွေအားပေးလောင်အောင်အသုံးချနေရဖြစ်ကြောင်းသိရပါတယ် ဖြူဖြူထွေးရကင်မရာတကားကားနဲ့မို့တချို့သောဒုက္ခရောက်နေတဲ့လူတွေဟာဖြူဖြူထွေးရဲ့အတုံးချကံဖြစ်ခဲ့ရတာလို့ဆိုပါတယ်။ဒါအပြင်ဒါရိုက်တာပြည်ဟင်းတီဟာကဖြူဖြူထွေးဟာဘယ်ကရတဲ့ငွေတွေနဲ့ဒီလောက်ထိအလှလုံနိုင်ရတာလဲဆိုပြီးမေးခွန်းထုတ်ခဲ့ပါသေးတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖြူဖြူထွေးကိုအားပေးကြသလားဖြူဖြူထွေးရဲ့အလှတန်မှုတွေကိုဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လေ့ကျင့်ဝင်စားပွဲရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ဖို့မမေ့ပါနဲ့နော်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။